ီနေ့ကတော့ဖြိုးကတောင်ပေါ်တွင်းညနေစီအလဲသွားပြီးတော့တီးနှံလေးတွေတောစာလေးလိုက်ရှာပြီးတော့ခုမှဖြစ်ပါတယ်ဖြိုးဘလော့လေးကိုအဆုံးထိကြည့်ပေးကြပါအောင်ရှင်ဟာဟာကလန်တာမွေးဖြစ်ပါတယ်။ဟုတ်ပါဘူး။ဒီနေ့ကဒီလေးတော့ရက်ဖေးနေတာ။ အလုံးမင်္ဂလာပါရှင်ဖြိုးဖွဲပေးရှင်ကနေပြန်လဲကြိုးစားလိုက်ပါတယ်ဖြိုးဖွဲဖွဲဒီနေ့ဒွင်းသီးချန်သေးကိုအလဲလာတာပေါ့နော်အမှန်တော့ဒွင်းသီးစားခြင်းလို့ဒါလဝဲစားကြတာပါတိုးစရာပင်နေတွေ့တာတော့တိုးစရာတွေကိုမခူးသီးလားဒွင်းသီးစားခြင်းနေလို့လေစမ်းကြောင်းနေရေပေါက်နေပြီကဲမင်းကတီတီလည်းအများကြီးပဲတီးနေပါတယ်ဒါပေမဲ့တလုံးမှအမဲ့ကိုမရှိသေးပါဘူး ကဲ channel ကိုရောက်တာနဲ့တဲလေးမှာအတွင်းသီးတဝင့်မေးကြတာပေါ့နော်။ဒါပေမဲ့တဲပိုင်ရှင်ကပြောတယ်ဒီမနက်ကြွေတဲ့တွင်းသီးတွေအကုန်လုံးတောင်အောက်ကိုပို့လိုက်ပြီတဲ့။အခုတလုံးမှမရှိဘူးဆိုတော့ဖြိုးတို့တွေတွင်းသီးမစားလိုက်ရတော့ပါဘူးရှင်။ကဲဒွေးနီမစားရမဲ့တူတူဖြိုးတို့အမေမှားလိုက်တဲ့တိုးစရာလေးတွေလိုက်ရှာမယ်ဆိုပြီးတော့ဒါနောက်ထပ်ချက်နေစီကိုဖြိုးတို့လိုက်သွားနေတာပေါ့နော်ဆန်းချောင်းလေးတွေကလည်းအေးနေတာပဲတိလားကဲအရင်ဆုံးဒီမှာမြင့်တန်းကုတ်တွေ့တာနဲ့မြင့်လေးအရင်ချိုးလိုက်ပါတယ် ပြီးရင်တော့တို့တို့တိုးကြရလေးလိုက်ပြီးရှာခူးကြအောင်ပါဗောနော်ဆန်းရည်လေးတွေကလေအေးနေတာပဲကဲအခုကတော့ဒါအငေါ့ပင်တွေခူးနေတာဗောနော်အငေါ့ပင်တွေကိုအရင်ဆုံးတွေ့တော့အငေါ့ပင်တွေခူးပါတယ်ဒီအငေါ့ကလေပြုတ်တော့အရန်ချိုတာပဲအငေါ့တွေခူးပြီးတော့ခုနကချိုးလာတယ်မြစ်တငုတ်ကိုလည်းထိုင်ပြီးတော့အခွန်ခွာလိုက်ပါသေးတယ်ကဲဒါကြတော့ ဖြိုးလို့မေးကြိုက်တယ်တိုးစရာပေါ့နော်ဒီတောင်းလာပြီးဒီတိုးစရာလက်ရှာခိုင်းတာအခုဖြိုးလို့၃ပင်ခုနနှစ်ပင်လဲဆို၅ပင်တော့တွေ့ပြီပေါ့နော်အခုဖြိုးလို့ရောင်းနေရကြတော့လေဖြိုးလို့အဖွားဝင်ခွဲပေါ့နော်အဖွားရဲ့တဲကိုရောင်းနေပါပြီဟိုးရှေ့မှာတဲတော့တွေ့ပြီသွားကြမယ်လားတော်တော်လဲမောနေခြေလေးပါထောက်ခွာဩဒီမှာဒီပင်နေပေါ့မလေးဒါတို့စာချုံးနေရောပဲ ဟွန်းအေးချတို့ကဒီအပင်လို့ပြောလိုက်တာနဲ့တန်းရှာလာပဲရှာပဲပြည့်တိတ်နေလာလိုက်တာတောင်ပေါ်မှာတီးတဲ့ကနဆိုကြီးတစ်ခုစမယ်လားချန်ရှင်တို့တဲရှင်တို့ဘယ်မှမရှိဘူးလားရှိလားတလဲပါမယ်ရုပ်ကနဆိုကြီးခုမှာမမဟာဒါလေး ဟောဘာလောင်းနေလဲလဲလားအော်ဘာတောက်ထဲလားဟုတ်ပါရောဟုတ်ပါမှာပေါ့ကွာအခုတော်တယ်လင်မှုလက်ချတာလေတော်တယ်လင်မှုမရလို့အပင်နှောက်ဝါကြီးအပင်မရှိရအပင်မရှိရအပင်မဒီပင်နဲ့တို့စားကောင်းမကောင်း ်အေးပေါ့ကဲဒါလေးရတာကိုကျင်တတ်တယ်လေအမေရတာတိုးကျင်တယ်ဆိုတော့ညကရှားသေးတယ်ဟုတ်တယ်တမန်ခူးရောင်းလဲနော်မခူးသေးလို့ရှိတာပေါ့အေးလေခူးနေရှိမှာလားခူးနေလို့ရှင်တော့မရှိဘူးကဲခုဆိုရင်တော့မဖြိုးလို့တော်တဲ့တောင်တဲ့ကြောင်တဲ့ကိုရောက်နေပါပြီခါကျင်ကြိုက်တယ်ခါကျင်ကြိုက်လားကြိုက်တယ်ခါကျင်ကြိုက်ရင်ပြန်ကြိုက်ပါအခုမရအောင်ဟမ် နှစ်ပင်တော့တကြောစာရပြီတကြောစာဒါဒါခလန်တမွေးဖြစ်ပါတယ်မြေအပင်အပင်ငုတ်လေးဒါလေးอ่ะတော်တော်စာလေးရသွားပါပြီမင်းမခလန်တမွေးတကြောနာမွေးလားဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဟဲ့လက်ထရဟာဘာကြီးတည်းလက်ထရဒါတော်လင်းတော်လင်းမင်းနေလင်းနေဆုံးနဲ့ဟာလင်းနေဆုံးဩအဲ့မောကစားလို့မရကဲကွာတော့လင်းနေဆုံးလိုက်ရှာအောင်မယ်ဒီမှာဒီတောင်မှာတိုးစာရအရန်ပေါ်ပဲတော်တော်လေးမောနေ ဟောဒီမှာတပင်တော်တော်မြင်လာပြီတောင်ပေါင်းမြောင်းများစွာဖြစ်နေဒါကလေလင်းနေဆုံးပင်နဲ့ဖြိုးမွေးလို့ဆိုကြိုက်တယ်ဖြိုးတော့တခါမစားဘူးဒါပေမဲ့ဟိုကတ냐ပြော့ပြလို့တည်တာလင်းနေဆုံးဆိုပြီးတော့တပြောက်စားတော့ရပြီမင်းကခလန်တာမွေးတပင်ခွတ်တော့မှာခလန်တာမွေးလည်းရတယ်တမလို့ဒီမှာဒီမှာခလန်တာမွေးမာခလန်တာမွေးခလန်တာမွေးမာခလန်တာမွေးမတမထိုးရရှာတဲ့ခလန်တောင်မွေးရဲ့ လင်းနေဆုံးရဲ့ဒါလို့ရှင်တော်တင်းတော်တင်းပင်ရဲ့ဟော်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 ဖေဖေလာကဲတိုးစရာလေးအများကြီးရပါပြီဟဲ့ငါ့ကိုခါချင်ကိုက်နေပြီမလေးဘယ်မှာကြံငဲတာလဲဒုံမီရောဟုတ်ကဲ့လားတိုးစရာဒီလိုတိုးရမှာတို့ကအပင်တွေပဲခုတ်ခဲ့ရသေးတယ်မနွားသေးညဒါတော့ချင်းစေလာအဲ့နဲ့ဘာမှမချတာပြီလိုက်ပါဘယ်အဲ့မချတာအဲ့မညီညီချ ငါမထက်ပြလာနဲ့ဒါပြပါငါကဘာလို့မသိဖြိုးလို့ဒီတဲမှာအနာယူရင်လည်းဒါကနဆိုသည့်ပြည်လဲခူးကြတယ်ပြီးတော့ခုနကလိုက်ရှာခူးလာတယ်တချို့ကတော့ဂုံမင်းနယ်လို့လည်းပြောတာပေါ့နော်ဖြိုးလို့ဘက်မှာတော့ဒါတော်တလင်းဘူးအပင်ပေါ့အဲ့ဒါတွေကိုအခွန်ထိုင်ခွာကြပါတယ်တချို့ကတော့ဖြိုးလို့ဘက်မှာဆိုဂုံမင်းနယ်ဆိုပြီးတော့ရောင်းကြတယ်ပေါ့နော် တဲမှလည်းနာပြီးပြီဆိုတော့ဖိုးလို့နေပြန်ကြပါပြီပြင်ရင်လည်းလမ်းမှာတွေ့တဲ့တိုးစရာလေးတွေမြစ်တွေကိုလည်းချိုးွားကြအောင်ပါပေါ့နော်တာမော်လာလို့ရှိရင်လည်းလူကလည်းအရန်စိတ်ပျော်ရှင်သွားတာပဲဘလောက်ပဲမမောမပင်ပန်းဘူးတည်လားကဲခုကတော့မြစ်တွေတွေ့လို့မြစ်တွေလိုက်ချုံနေပါပြီဓာရဲလက်ခါရာစေဒီလေလာဓာရဲနဲ့ကလောက်ပြရတယ်ရောင်းနေပါပြရပါဘူးအဲ့ဒါကိုအဲ့ဒါကိုပုံမှန်ပေါ့ နည်းနည်းချုံကြည့်မယ်လေလာโอ้ยะตะนี่ดิแล้วเนี่ยอันตื้อตะเราตะเนี่ยลงนะรู้ว่ามันไงไม่ตื้อดราม่าชื่อมันเนี่ยเราไม่รู้ใช่ไหมကဲဖြိုးလို့ဆက်ပြီးတော့တွေ့တဲ့အပင်လေးတွေခူးလိုက်ပါဦးမယ်ဓမ္မလာပင်ပေါ့နော်မာလာဘူးပင်လည်းတွေ့လို့မာလာဘူးပင်လေးပါခူးလိုက်ပါတယ်နေရာတော့တပင်တနေ့တော့တပင် ကဲနောက်တော့ကြာလို့ရှင်တော့ဖြိုးဘယ်တွေသွားပြီးဘာတွေချက်ပြပြီးတော့ဘာတွေစပြအောင်မလဲဆိုတော့ဆက်လက်ဆောင်မြည်ကြည့်ရှုပေးကြပါအောင်ရှင်ဖြိုးဘလော့အခုဒီမှာပဲရက်လိုက်ပါတော့မယ်တတ်တာ